အားသက်ချက်အားနည်းချက်ကိုစီနဲ့လီဗာပူးမန်ယူရဲ့ထိတ်တိုက်တွေ့ဆုံပွဲမှာသတိထားစောင့်ကြည့်သွားရမယ်အချက်၄ချက်အားလုံးပဲမင်္ဂလာပါ City Insider Crown ဘာမကနေပြန်လဲကြိုးကြိုးလိုက်ပါတယ်ဒီဗီဒီယိုမှာတော့လာမယ့်တနင်္ဂနွေနေ့မှာရှင်ပြိုင်ကစားသွားမယ်ပွဲကြီးပွဲကောင်းဖြစ်တဲ့လီဗာပူးမန်ယူရဲ့ပွဲအကြောင်း သူတို့နှစ်သိန်းရဲ့လက်ရှိ found နဲ့သတိထားဆောင်ကြည့်သွားမယ်ကစားသမားတွေအကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်အစကတည်းက CMB ကို YouTube မှာ subscribe မလုပ်ထားခင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါဒီဗီဒီယိုမှာ key player team tactic နဲ့ပွဲအတွင်းဘယ်ပိုင်းတွေမှာဒီနှစ်သိန်းအားတာမလဲဆိုတဲ့အချက်ကိုအဓိကပြောသွားမှာပါရန်ကတဲ့မန်လာကလေးက Manchester United တို့အဝေးကွင်းနိုင်ပွဲမရသေးပါဘူးဒီအနေထားမှာ Liverpool ကလည်းနောက်ဆုံး၃ပွဲဆက်ရှုံးနေထားတာကြောင့် United အနေနဲ့ Anfield မှာကမောက်ကမရလက်တခုကိုဖန်ပြီးသွားဖို့တော့စိတ်အားထက်သန်နေကြပါလိမ့်မယ်။နံပါတ်၁လက်ရှိမှာပေါင်မိနေတဲ့ကစားသမားတွေဒီပွဲမှာခြေစွမ်းပြနိုင်မလား။လူရဒီမှာပေါင်တန်း300ကျော်သုံးပြီးတက်ရှိပိုင်းကိုလိုဘဘူးတို့အားဖြည့်ထားပြီမယ်။ယခုအချိန်ထိတကယ်တမ်းအားကိုးနေရတာကအရင်လူတွေဖြစ်တဲ့ Gabo နဲ့ Sala တို့နှစ်ယောက်ပါပဲ။ Florian Vaz, Alexander Isak နဲ့ Hugo Ekitiki တို့ကတော့ပုံစံကောင်းပြဖို့ကြိုးစားနေကြသေးပါလား။ ဒီပြာနက်စလော့ကသူ့ရဲ့ dash တောင်းပန်ကစားသမားဂက်ဘိုကိုအထူးအားကိုးနေရလဲတွေ့ရပါတယ်။အခေတိကိနဲ့ဆာလာတို့နဲ့အတူဂက်ဘိုကလည်းနှစ်ကိုးသွင်းနှစ်ကိုးဖန်တီးပေးတာပြီးတော့ဂိုးပောင်ပသက်မှု၄ချိန်တိပြုလုပ်ထားနိုင်တဲ့ကစားသမားပါ။လက်ရှိရာသီမှာထူးခြားချက်ကအသက်26နှစ်အရွယ် dash တောင်းပန်ကစားသမားကပြိုင်ဘက်ဘောက်ထဲမှာထိချက်40တချက်နဲ့ဆာလာထက်လည်းတာနေတယ်လို့ပရီးမီယာလိတခုလုံးမှာလည်း15နေရာမှာရည်တည်နေနိုင်ပါတယ်။ဒီပိုင်းမှာမနစ်ကလည်းပေါ့ဘူး လီဗာပူးနယ်ပရီးမီးယားလိမှာဆာလာကအားကောင်းဆုံးကစားသမားဖြစ်ခဲ့တာပါ။ရပိုရဲ့ဂိုးပေါင်ပတ်သက်မှုအားကောင်းနေတာကြောင့်လည်း United ခံစစ်အနေနဲ့ဒီကစားသမားကိုတတိကြီးကြီးထားသွားဖို့လိုအပ်နေပါတယ်။ United ဘက်မှာတော့ Bruno Fernandes ရှိနေပါတယ်။ကွင်းထဲမှာကစားတဲ့အခါသူကလင်းပြန်တဲ့ပြိုင်ဘက်ကစားသမားတွေကိုပြန်လဲ track back လိုက်နိုင်ကြမ်းမှာတော့အားနေပါတယ်။သို့တော့ Bruno Fernandes ကဘောလုံးခြေထဲရှိနေတော့အတော်လေးကြောက်စရာကောင်းနေကစားသမားပါ။2025 26မှာဘယ်ကစားသမားမှ ဘရူနိုဖာနန်ဒက်လာကိုခွင့်ရေးဖန်တီးဖို့မလုပ်ထားသလိုလက်ရှိပိုင်းရောက်ရင်လည်းအကောင်းဆုံး line breaker တယောက်ဖြစ်ရှိနေပါတယ်။သို့တော့ခုနှစ်ပွဲကစားပြီးချိန်ဒီ open play ကနေ twin goal ဖန်တီးမှုတော့မရသေးပါဘူး။အဲ့လောက်ထိကိုကစားသမားကပြန်မကောင်းဖြစ်နေတာပါဒီရဒီမှာ။ Man U အသင်းကောင်းဆောင်ရဲ့ဂိမ်းကနေတွေကိုရွတ်ပြပါမယ်။ဒါတွေကိုကြည့်ချင်းအဖြစ်လဲလာမယ့်တနင်္ဂနွေပွဲစဉ်မှာဖာနန်ဒက်ကအဓိကကစားသမားဖြစ်လာအောင်မယ်ဆိုတာကိုအဲ့အတွက်ချက်ချိနိုင်ပါတယ်။အချက်အလက်တွေက chance creation မှာ 16အချိန်နဲ့နံပါတ်1နေရာမှာရပ်တည်နေပါတယ် Chance Creative from Line Breaking Pass တွေပေးပို့မှုပါလေအဆင့်1နေရာမှာရှိနေသေးပါ Penalty area တွေကိုဝင်ရောက်မှုမှာလေ Bruno Fernandes ကနံပါတ်1နေရာမှာပါပဲ Pass တွေ final သက်ဆုံးတွေကိုပေးပို့မှုရမှာတော့သူကဒုတိယနေရာမှာရပ်တည်နေပြီးတော့ Open Play ကနေ Chance Creation လောက်တာမှာတော့ဒုတိယနေရာမှာရပ်တည်နေပါတယ်ဆိုတော့ဒီကစားသမားရဲ့ ဲဆွမ်းဆောင်ရေးတိုက်စစ်ပိုင်းမှာပအဝင်ပတ်သက်မှုတွေကတော်တော်လေးကိုမြင့်တက်နေတာတွေ့ပါတယ်ဆိုတော့လာမယ့်ပွဲမှာဒရီဒါဆောင်ကြည့်သွားပြရမှာကလေဘာဘူးဘက်ကကိုရီကပ်ပိုနဲ့မန်ချက်စတာယူနိုက်တက်ဘက်ကဒူနိုဖာနန်ဒက်တို့ဒီကြောင်းပထမတစ်ပိုင်းမှာတင်ဆက်လိုက်ပါတယ်ဒုတိယနံပါတ်နှစ်တစ်ချက်ကိုကြည့်အောင်အီဂျစ်ပြင်ကြီးမိုဆာလာခြေစွမ်းပြနိုင်တာမန်ယူနဲ့တွေ့တာကအပြော်ဆုံးဖြစ်နေမှာကဆာလာဆိုတာကတော့တွေးကြည့်ရုံနဲ့ပြီးလာပါတယ်ဒါကလေလေးစားသမှုနဲ့ပြောတာပါ နောက်ဆုံးမန်ယူနဲ့၁၁ချိန်တွေ့ထားရမှာဆာလာက၁၉ဂိမ်းယူထားပါတယ်။ပရီးမီးယားလိမှာမန်ယူနဲ့တွေ့ဘူးတည်းမြပွဲတွေအားလုံးပေါင်းလိုက်မယ်ဆိုရင်တော့ဆာလာတယောက်တည်းက၁၃ဂိုးရတာပြီးတော့သွင်းဂိုးနဲ့ဂိုးဖန်တီးမှုစုစုပေါင်း၁၆ချိန်ပြုလုပ်ထားပါတယ်။ဒီရဒီမှာတော့ဆာလာတယောက်မနစ်ကတက်ဂိုးသင်းတုံးကျနေပြီမဲ၇ပွဲကစား၄ဂိုးပေါင်းပတ်သက်ထားတာတော့မနှင်းလောက်လို့ဆိုရပါမယ်။ဒီနေရာမှာတတိထားဆောင်ကြည့်ရမယ်ဆိုရင်ဒီအချက်ကမနစ်ကတက် ကန်ဘက်ပေါက်ကျဲမှာဆလာဘောလုံးထိရက်54ရာခိုင်နှုန်းအိန္ဒိယဒီမှာကြာဆင်းသွားပါတယ်။ဒါအပြင်ဂိုးပေါက်ကန်သွင်းကျဲလည်း55ရာခိုင်နှုန်းထိရောနေနေရပါ။ expected goal ratio ကလည်း59ရာခိုင်နှုန်းထိရောကျသွားပါတယ်။ဆိုတော့ဒါ၄ဘာကြောင့်ဖြစ်လာလဲ။ဆလာရဲ့ကြာဆင်းမှုကအသင်းလိုက်ကြာဆင်းမှုပါလေဒါပါလေ။ဒါကပထမအချက်ပါ။မနစ်ကတိုင်ဘက်ပေါက်စင်မှာမိနစ်60ကိုထိကျက်215ချိန်ကနေဒီနှစ်ရာသီမှာတော့လက်ရှိမှာ185ချိန်ပဲရှိနေပါတယ်ဒါတစ်သိန်းလုံးအနေထားနေပါ။အ ဒုတိယတစ်ချက်ကတော့ဆာလာရဲ့တွဲဘက်ကစားသမားတွေအပြောင်းလဲများသွားတာကြောင့်လည်းပါပါတယ်။ညာတန်းခက်စစ်မှာဂျရမီဖရင်ပေါင်ဖြစ်လာတယ်လို့တိုက်စစ်မှာအီးဆန်နဲ့အက်တီတီညမတန်းညမှာဖလိုရီယန်ဗတ်စ်တို့ဖြစ်သွားပါတယ်။လူပေတင်ပြောင်းလဲသွားတာမဟုတ်ဘဲအရင်လိုဆာလာရရှိနေတဲ့ဘောလုံးတွေသူ့စီကိုရောက်မလာတော့တာကိုပက်စ်ဒါရိုက်ရှင်တွေကိုနှိုင်းရှင်ကြည့်ပြီးသားပါတယ်။ဒါမှမဟုတ်တင်းငွန်တွေညမှာတော့ဒီအပိုင်းတွေပြန်အားကောင်းလာမလားဆိုတာဆက်လက် စောင့်ကြည့်သွားဖို့ရှိနေပါတယ်။ညမ3တစ်ချက်ကိုကြည့်ကြပါမယ်။ ရေးအကောင့်နဲ့ကစားသမားတွေရဲ့အကျိုးပြုလာနိုင်မှုဒီလိုအရေးအသွေးမြင့်ပွဲမျိုးမှာတော့ထိတန်းတိတာတွေဟာတယောက်ပြီးပြောင်းပြောင်းပြန်လည်ပိတ်ဆို့နိုင်နေရှိကြပါတယ်အဲဒီမှာအရေးပါလာတာက off the ball run တွေပါ reality big signing တွေဖြစ်တဲ့ Florian Vaz နဲ့ Manchester United ဘက်က Ryan Ambuvo တို့ကပိုးပေါင်ပတ်သက်မှုအများကြီးမလုံနိုင်သေးတာမှန်ပေမဲ့လို့ဒီကစားသမားနှစ်ယောက်ရဲ့ off the ball movement တွေက Premier League ထိပ်ဆုံးတန်းမှာရှိနေပါတယ် က်ရှိမှာဒီနှစ်ယောက်ထပ်ပို့ပြီးပြုလုပ်ထားနိုင်တာက Enzo Fernandez Chelsea ကစားသမားပါ So off the ball movement တွေကိုကြည့်လိုက်မယ်ဆိုရင် Fernandez က192ကြိမ်ပြုလုပ်ထားတယ် Florian Vaz က181ကြိမ်နဲ့ Mbumbo က183ကြိမ်ပါညာချမ်းမှာကစားမယ် Mbumbo အနေနဲ့ဘယ်ချမ်းမှာကစားမယ် Liverpool ရဲ့ခံစစ်ကစားသမားတွေဖြစ်တဲ့ Milo Kakes နဲ့ Andy Robertson တယောက်ယောက်ပေါ့နော်သူတို့ကိုကောင်းကောင်းဒုက္ခပေးလာနိုင်ပါလိမ့်မယ် ပြန်ပဲနောက်ကြောဘက်ကိုဖြတ်ပြေးတဲ့ runs in behind တွေကိုဒီပြင်ရွန်းသားနောက်ဟိုလှုပ်ထားနိုင်တဲ့လက်ရှိ Premier League မှာမရှိသေးပါဘူးတရားနဲ့ရှိချင်ပါ Manchester United ဘက်မှာ Mason Mount တို့မတိရခုညာတို့ Fernandes တို့အားလုံးကလည်းအဆင်သင့်ဖြစ်နေတာကြောင့်ဒီတိုက်စစ်ကစားသမားတွေရဲ့အကွဲအဖက်ကိုစိတ်ဝင်စားတော်တို့မြင်တွေ့ရမှာပါလေဘဝဘက်ကဆိုရင်တော့ Florian Pass ရဲ့ခြေစွမ်းကအရေးပါလာပါလိမ့်မယ်နောက်ဆုံးနဲ့နံပါတ်၄တစ်ချက်ကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ခန့်စစ်ပိုင်းပါ က်သေးလုံးကခန်းစပိုင်းအားကောင်းမနေပါဘူးဒါမြင်သာပါတယ် expected goal ဆိုတာ target ကိုအဖြစ်ပြောင်းလဲနိုင်စွမ်းရှိမယ်ကံချက်ပြိုင်ဘက်ကိုခွင့်ပြုထားရတာမှာဆိုရင်လဘဘူးက8.12နဲ့နံပါတ်10နေရာမှာရှိနေပြီးတော့ Manchester United က11.10ပါဒီလိုအသီးသီးရက်တည်နေပါတယ်ခန်းစမှာဘသူတွေပွဲထွက်လာမလဲဆိုတာလည်းခံမဲရခတ်ပါတယ်လဘဘူးဘက်မှာ Alisson, Konate, Gravenberch နဲ့ Andoro ကဒဏ်ရာရနေတယ်လို့ထေချာတဲ့ တယောက်တည်းတော့ခံစင်မှုပါဒါ Van Dijk ပဲရှိပါတယ်။ Man U ကတော့လက်ရှိ Premier League မှာ clean sheet တစ်ချိန်ရထားပါတယ်။ Liverpool ကနှစ်ချိန်ပါ။ Emery ရဲ့ United အသင်းတော့တဝူးချင်းအမားတွေကနေ twin goal တွေခွင့်ပြုထားတယ်အသင်းမရှိသလို Arne Slot ရဲ့ and Arne Slot အသင်းရဲ့ခံစစ်ကလည်းအတော်လေးကိုအားနေနေပါတယ်။အမားလုထားတဲ့ခံစစ်ကြောင့်ပြိုင်ဘက်ကိုနှစ်သိန်းလုံး6ချိန်ထိပြန်ခွင့်ပြုထားရသလိုလက်ရှိမှာအရိကနေ Man U က3 goal Liverpool က2 goal ခွင့်ပြုထားပါတယ်။ဒါတွေကတော့လာမယ့် တနင်္ဂနွေနေ့ညမှာကြံသွားမယ်လီဗာပူးမန်ချက်စတာယူနိုက်တက်တို့ရဲ့ပွဲကြီးပွဲကောင်းမှာစောင့်ကြည့်ရမယ့်အချက်၄ချက်ကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်။အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။